နယူကာဆယ်မန်ချက်စတာစီးတီးပွဲကြို30ချက်အားလုံးပဲမင်္ဂလာပါ City Insider from Bahama ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ Premier League ပွဲစဉ်ဆက်နေဖြစ်ဇန်နီနေ့ညမှာကစားသွားမယ်နယူကာဆယ်မန်ချက်စတာစီးတီးတို့ရဲ့ပွဲကိုသုံးသပ်ပေးသွားခြင်းပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါနံပါတ်1အနေနဲ့ဟာလန်နဲ့စတင်လိုက်ပါမယ် ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲတွေကတပွဲဖြစ်တဲ့ Newcastle နဲ့ Manchester ပွဲကိုဟာလန်တယောက်လန်ရှိရရဲ့ Premier League Twin Go တရားအမြန်ဆုံးပြည့်တဲ့စံချိန်ကိုချိုးဖြတ်သွားမလားဆိုတာကနေစကြပါတယ်။ International Break မှာလည်းဟာလန်ကမပြတ်မကွက်ဂိုးတွေသွင်းယူလျက်ရှိတာပါ။ကမ္ဘာပလားခြေစစ်ပွဲနောက်ဆုံးနှစ်ပွဲမှာ Norway က Estonia နဲ့ Italy တို့ကို4-1ဆိုတဲ့တူညီတဲ့ရလဒ်နဲ့ဇက်တိုက်နိုင်ရခဲ့တယ်လို့ဟာလန်ကလည်းနှစ်ပွဲဇက်တိုက်တစ်ပွဲကို2ဂိုးနှုန်သွင်းယူခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာမန်စီးတီးအတွက်ပြိုင်ပွဲဆို15ပွဲကစားပေးထားပြီးဂိုးမသွင်းနိုင်တာ2ပွဲပဲရှိတဲ့အထိဟာလန်ကခြေစွမ်းတသမတ်တဲ့ထိန်းထားနိုင်တာပါဒီ25နှစ်ရွယ်တိုက်စစ်မှုကပြိုင်ပွဲဆိုမန်စီးတီးအတွက်16ဂိုးသွင်းယူပေးထားပါတယ်ပရီးမီးယားလိတက်တက်ဆိုရင်တော့14ဂိုးရှိပြီးရွှေဖနက်စုအတွက်ပြိုင်ဘက်ဖြစ်နေတဲ့ဘရန်ဖို့တက်စစ်မှုတီယာဂိုထက်6ဂိုးပုံမှုသွင်းယူထားတာပါလာမယ့်နယူကာဆနယ်ပွဲစဉ်မှာတော့တကူးသွင်းလိုက်နိုင်ရင်ဟာလန်အတွက်ပရီးမီးယားလိဂ်သွင်းကိုတရာမြောက်ဖြစ်လာဖို့ရှိနေတယ်လို့အလန်ရှီးယားရဲ့သွင်းကိုတရာ124ပွဲဆန်ချိန်ကို တရ6ဘွဲ့နဲ့ချိုးဖြတ်သွားနိုင်မှာဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲအလန်ရှီးယားရဲ့စံချိန်ကိုအလန်ရှီးယားရဲ့အိမ်ကွင်းဟောင်း St James Park မှာ Man City တိုက်စစ်မှုကချိုးဖြတ်ဖို့အခွင့်အရေးရှိနေတာပါ။ပွဲစဉ်7မှာ Liverpool ကို3-0နဲ့အနိုင်ယူပြီးအမှတ်ပေးစရာဦးဆောင်သူ Arsenal ကို၄မှတ်အထိ City ဘက်ကလိုက်ကတ်ထားနိုင်ပါတယ်။ဒီတစ်ပတ်မှာလည်း Newcastle Man City ပွဲက Arsenal စပါးထက်စောကန်မှာဖြစ်တာကြောင့်နီးပြ Guardiola အနေနဲ့ဒီပွဲကိုကျင်းစီပေါင်းအနိုင်ရအောင်သူကစားသမားတွေကိုတွန်းအားပေးလာမှာဖြစ်တယ်လို့လက်ရှိ စီးတီးရဲ့လူဝင်အားခြေစွမ်းတဲ့နျူကာဆယ်အားနည်းနေချိန်မှာဧည့်သည်အသင်းအတွက်အခွင့်အရေးကအများကြီးရှိနေပါတယ်။မနစ်ကဘောလုံးရာသီဒီအချိန်မှာတော့စီးတီးအသင်းကလုံးဝပြိုဆင်းသွားတာပါ။လက်ရှိရာသီမှာတော့သွင်းကိုးတွေအတွက်ဟာလန်ကိုမိခိုနေရသည့်အချိန်စီးတီးခြေစွမ်းကအတက်ဖက်ကိုရောက်နေပါတယ်။ဟာလန်တယောက်တည်းကပရီးမီးယားလိ14ကိုသွင်းယူထားသလိုကျန်တဲ့စီးတီးကစားသမားတွေကတော့တကူးထက်ပိုပြီးသွင်းထားနိုင်ခြင်းမရှိပါဘူး။အင်ရှင်နျူကာဆယ်ဘက်ကကြည့်မယ်ဆိုရင်ဟာလန်ကိုရက်တက်နိုင်ရင်စီးတီးကိုရက်တက်နိုင်ပြီလားလို့တွေးစရာရှိပေမဲ့ထင်သလောက်မလွယ်ကူတာပါ ်နော်ဝေးတိုက်စစ်မှုအတွက်ကတော့တကိုးသွင်းလိုက်နိုင်တာနဲ့ပြိုင်ပွဲစုံတွင်းကူး20ကိုတရားသည့်အတွင်းအမြန်ဆုံးပြည့်တဲ့၃ရောက်မြောက်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်နိုင်မှာပါသူရှိမှာအန်ဒရီခို1993-94နိုဝင်ဘာလကစံချိန်တင်ထားတာရှိတယ်လို့ဒုတိယတစ်ယောက်ကတော့2020-23အောက်တိုဘာကဟာလန်ကိုတိုင်ပါပဲဒုတိယတစ်ချက်အနေနဲ့နှစ်သင်းလုံးရဲ့လက်ရှိခြေစွမ်းကိုလေ့လာကြည့်အောင်ပါအဲဒီဟောင်းရဲ့နယူကာဆယ်အသင်းကပရီးမီးယားလိနောက်ဆုံး၅ပွဲမှာ၃ပွဲရှုံး၂ပွဲသာနိုင်ရထားပါတယ် နောက်ဆုံးကစားခဲ့တဲ့ Brentford နဲ့ပွဲမှာလည်း3-1နဲ့အပြတ်အသတ်ရှုံးနိမ်ထားတာပါဒါအပြင် Premier League မှာခန်းစစ်ပိုင်းကအတော်လေးဆိုးရွားနေပြီး14ဂိုးပေးထားရပြီးတိုက်စစ်ကလည်းအားအနည်းဆုံးဖြစ်17ပွဲမှာ17ဂိုးသာသွင်းယူထားနိုင်ပါတယ်အဓိကခန်းစစ်ကစားသမား Daniel Barron ကလည်းအနီးကပ်ကြောင့် City နဲ့ပွဲကိုလွဲချော်ဖို့ရှိနေတယ်လို့ဒဏ်ရာရလူစင်းမှာ Levermanto, Gordon, William Osula တို့လိုကစားသမားတွေလည်းပါဝင်နေတာပါငါကြားရတဲ့အတွက်ကောင်းတဲ့တစ်ချက်ဆွဲထုတ်ပြပါဆိုရင်တော့တိုက်စစ်မှုသစ် Nick Waterman ဒီတယောက်နိုင်ငံပွဲမှာဂိုးတွေမြူးနေတဲ့အချက်ပါ စလိုဗေးကီးယားလူဇင်ဘက်တို့နဲ့ပွဲတွေမှာဝင်ကစားခဲ့ပြီးဂျာမန်တိုက်စစ်မှုကနှစ်ပွဲပေါင်း၃ဂိုးထိရရှိခဲ့ပါတယ်။မန်စီးတီးနယူကာဆယ်တို့အကြားထိတ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်စီးတီးက26ပွဲနိုင်နယူကာဆယ်က3ပွဲသာနိုင်ရထားပြီး4ပွဲသေးချားထားပါတယ်။ခြေစွမ်းကြနေတဲ့မနစ်ကလို့အချိန်မျိုးမှာတော့နယူကာဆယ်ကိုစီးတီးက4နေတပွဲအနိုင်နဲ့1-1သေးတပွဲကစားထားတာပါ။အဲ့တဲ့တဲ့ရဲ့ပရီးမီယာလိနောက်ဆုံး5ပွဲရလကရှင်းပါတယ်။၄ပွဲနိုင်တပွဲရှုံးနဲ့၅ပွဲမှာ၉ဂိုးသွင်း၂ဂိုးသာပြန်ပေးထားရပါတယ်။ ဒီထဲမှာလီဗာပူးဘုံပေါက်ဘရန်ဖို့တို့လိုမာကျောတဲ့အသင်းတွေလည်းပါဝင်နေတာပါနောက်ထပ်ဆွဲထုတ်ကြည့်ခြင်းတဲ့အချက်ကတော့နယူကာဆယ်ကရလဒ်တွေမကောင်းသည့်တိုင်ကုသမနစ်ဖောက်ရဲ့လက်စွမ်းပြမှုနဲ့အတူကလင်းရှိ9ချိန်တော့ရှိထားပါတယ်တစ်ဖက်မှာမန်စီးတီးဘက်ကပရီးမီးယားလီဂ်ရဲ့ဂိုးသွင်းများသောအသင်းအပြင်23ဂိုးနဲ့ရပ်တည်နေတာကြောင့်ခံစစ်တိုက်စစ်အားပြိုင်မှုကလည်းစိတ်ဝင်တစားစောင့်ကြည့်သွားပါမယ်ဘလို့ခင်းချင်းနဲ့ပွဲထွက်လာမလဲအဲ့ဒီဟောင်းကတော့သူ့ရဲ့4-3-3နဲ့ပဲကစားလာဖို့ရှိနေပြီးအနီးကပ်ကြောင့်မပါဝင်နိုင်တဲ့ဒန်နီယယ်ဘန်းနေရာမှာလူးဝစ်ဟောကို မြင်တွေ့ရပါမယ်။သို့သောနီးပြားကရှားကိုပဲပွဲထုတ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ကိုသမားနစ်ပုတ်ကိုဘရန်ဖို့နဲ့ပွဲမှာတန်ရန်ကြောင့်လူစားလဲလိုက်ရပါမယ်။နောက်ဆုံးကြားသိရတဲ့သတင်းအရအသင်းရဲ့ training session မှာမပူးပေါင်းနိုင်ခဲ့တာကြောင့်အရန်ကိုသမား run save ပါဝင်လာနိုင်ခြင်းမြင်နေတယ်လို့သိရပါတယ်။ကွင်းလင်မှာတော့ Guimarães, Tonali, Jolinton တို့အတွဲကိုမြင်တွေ့ရမှာပါ။အဲ့ဒီလမ်းကြောင်းအများစုကတော့တောင်ပံကစားသမားတွေဖြစ်တဲ့ Jacko Mafi နဲ့ Harvey Ban ဆိုကိုပဲအားပြုလာဖို့ရှိပါတယ်။အထောင်တိုက်စစ်မှာတော့ဂျာမန်ကစားသမား Waterman တွေရှိနေပါတယ်။ လက်ရှိနယူကာဆယ်ရဲ့အကောင်းဆုံးတိုက်စစ်ကစားသမား3ယောက်ပေါင်းမှသွင်းကို9ဂိုးပဲရရှိထားတာပါရှောင်းကြည့်ရမယ့်ကစားသမားဆိုရင်တော့ပရီးမီယာလိမှာ3ဂိုးသွင်း2ဂိုးဖန်တီးပေးထားတဲ့ဘရီနိုဂွင်မာရက်စ်ကိုပဲရွေးထုတ်ပေးကြပါတယ်မန်စီးတီးဘက်မှာဆိုရင်တော့4-1 4-1တဖြစ်လဲ4-3-3ကိုပဲမြင်တွေ့ရမှာပါကန်စီပိုင်းမှာနီကိုရိုင်းလေးကဘာဒီရောရူဘင်ဒီရဲ့မတီးရဲ့နူနက်စ်တို့၄ယောက်အတွဲပါဝင်လာဖို့များပြီးကွင်းလယ်မှာနီကိုဂွန်ဇာလက်ဆေးဗာချာဂီတိုက်စစ်မှာဒိုဂူဟာလန်ဖိုဒန်တို့အတွဲပဲပွဲထွက်လာပါလိမ့်မယ် စီတီကတော့ဒီယာဒီမှာဘောလုံးပိုင်ဆိုင်မှုကိုတိတိတသားရှော့ချလာပြီးဒီကနေ့တစင်ပြိုင်ဘက်ဖိုင်နယ်သက်ဆုံးကိုပါလွှမ်းမိုးထားမှုကကြာဆင်းလာပါတယ်။တိုက်စစ်လမ်းကြောင်းတွေကတော့ဘဲညာတောင်ပံနှစ်ဖက်အပြင်ကွင်းလယ်ကနေပါအညီအမျှထိုးဖောက်နေတာပါ။ပြိုင်ဘက်ကကွင်းလယ်ပိုင်းအားနည်းလွန်းမှသာစီတီဘက်ကလွှမ်းမိုးထားလိမ့်ရှိပြီးအာဆင်နယ်ဘုံပေါက်လေဘာပူးနဲ့ပွဲတွေမှာဘောလုံးပိုင်ဆိုင်မှု40ဝန်းကျင်ပဲယူထားသလိုပြိုင်ဘက်ဇုံထဲမှာဘောလုံးအပေးယူလောက်တာမှာတော့ပေးပုံမှုရဲ့၄ပုံတပုံလောက်ပဲရှိပြီး twin goal တွေကတော့ပုံမှုရရှိနေပါတယ်။ပို့ပြီးတော့ထိရောက်တဲ့ direct attacking ကိုပဲ city ကတရားဒီမှာအသုံးချနေတာပါသို့တော့အဲ့ဒီတမျိုးတွေလည်းမဟုတ်ပဲနဲ့အားနည်းနေအသေးနေနေဆိုရင်တော့အရင်တုန်းကအတိုင်း position နဲ့ play ကိုလည်းပတ်ပိုင်နိုင်နိုင်ကစားလျက်ရှိတာကိုတွေ့ရပါတယ် man city ဘက်ကစောင့်ကြည့်ရမယ့်ကစားသမားဖြစ်တော့ chakiki ကိုပဲရွေးထားကြပါတယ်ဘယ်သင့်နိုင်ရသွားမလဲဆိုတာနဲ့ပတ်သက်လို့တော့ super computer ရဲ့ camp manager မှာဧည့်သည် man city ကို 9G 43.8ရာခိုင်နှုန်းပေးထားပြီး ancient newcastle 9G က33.3ရာခိုင်နှုန်းရှိပါတယ်တရီကြာသွား 9G က25.2ရာခိုင်နှုန်းပါဒီသဘောကတော့ ်အရင်တစ်ပတ်ကမန်စီးတီးလီဗာပူးပွဲလို့မန်စီးတီးကပြက်ပြက်သားသားအနိုင်ရသွားဖို့တော့မရှိပါဘူးဒါကြောင့်မန်စီးတီးဘက်ကနေမဲ့ကိုလူတို့အနေနဲ့နည်းနည်းတော့စဉ်းစားစေချင်ပါတယ်ဒီပွဲကတည်းကကြာသွားတာမျိုးလည်းဖြစ်သွားနိုင်တာအကြောင်းပါဒီလိုအနိုင်ရသွားမယ်ဆိုရင်တော့မန်စီးတီးဘက်ကကိုပြက်ဖို့လားလာတော့တိတ်မမြင်ထားပါဘူးတစ်ဆက်တည်းဒီနှစ်သင်းရဲ့ power ranking ကမ္ဘာအဆင့်ရက်တီမှုကိုကြည့်ရင်လေမန်စီးတီးကအဆင့်3မှာရှိနေပြီးနယူကာဆယ်ကအဆင့်7မှာသာရက်တီနေပါတယ်။ဒါကတော့ Manchester City, ညူကာဆယ်ပွဲကိုစူပါကွန်ပျူတာနဲ့အတူတင်ဆက်ပေးကြတာဖြစ်ပါတယ်။စနေတနေ့ကနေပွဲစဉ်တွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်ကြည့်အားပေးကြပါအောင်လို့တိုက်တွန်းချင်ပါတယ်။အားလုံးပဲအစီအစဉ်ကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။